်သူတို့အားလုံးပဲမင်္ဂလာပါရှင် Wayan Gosna YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြည့်ရမှန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါတယ်ဒီနေ့မှတော့ပရိသတ်ကြီးအတွက်ထဝယ်မျိုးနဲ့မှဇမမမန်းတာဆိုရင်ဖြည့်ရမှန်ဇလံကောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဇလန်လေးကိုမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုကြပါရစေ။ video delivery တိုင်းဒီနိုင်မှာလည်းပရိသတ်ကြီးသိရှိဖို့အတွက် notify bell ခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြဖို့မမေ့ပါနဲ့နော်။ကြည့်ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစတင်လိုက်ပါတော့မယ်။ထဝယ်မြို့ဟာတနင်္သာရီအတွင်းမှာရှိတဲ့ထင်ရှားတဲ့မြို့တစ်မြို့ဖြစ်တဲ့၎င်းမြို့ကိုအုံအုံအောင်ဒီထဝယ်တီဆိုတဲ့အမတ်အသားယောက်တက္ကရာ1116ခုနှစ်မှာမြို့ဆောင်ဦးနေလာဆိုတဲ့သူက မြို့ဟောင်းအတာကရမြို့မှထဝယ်တိုင်းတာယာဝရီမြို့စတင်လို့တည်ထောင်ခဲ့ကြောင်းအဲဒီနောက်ရွှေတောင်စာမြို့စာမင်းရှင်စောကဆက်လက်အုပ်ချုပ်ကတာယာဝရီမြို့မှရွှေဘက်သုံးမိုင်ခန့်ကွာပေါတိုင်းချောင်းအနီးမှာရှိတဲ့ပေါတိုင်းချောင်းကြီးရွာရွှေတောင်ကြီးရွာကြောက်ရက်ရွာမော်ဝအခုဝမော်ရွာတို့တိုင်းစုံမအုပ်ချုပ်ကရွှေတောင်စာစေကြီးတော်ကြီးကိုတည်ထောင်ခဲ့လို့ဆိုရင်ပေါတိုင်းရွာမှာ၆ဖာလုံးခန့်အကောင်မှာမော်ဝရွာရှိရင် ၎င်းမော်ဝရွာရဲ့ဦးဖိုးလာမှာချောချောလာလာအရွယ်ကောင်းတဦးနေထိုင်ခဲ့ပြီးပန်းကွန်းခေါ်ပြင်းကွင်းရံများကိုစိုက်ပျိုးခုဆုရောင်းချခြင်းဖြင့်မိခင်ကြီးကိုပြုစုလုံးကျွေးလျက်ရှိရင်ဒေသထွက်ကုန်းမှာအုံကွန်းနဲ့ပြင်ကွန်းဆိုပြီးနှမျိုးနှဆောင်ရှိအောင်တောတောင်တွင်တပင်ကြီးများပေါ်မှာနွယ်ထပ်ပေါင်းရောက်တဲ့ငရုကောင်းရွက်နဲ့ခက်ဆင်ဆင်ကွင်းရံကိုပင်ကွန်းသို့မဟုတ်ပြင်ကွင်းလို့ခေါ်ရင်ဥယျာဉ်ကြံများအတွင်မှာလုံပတ်တထွားရှိလို့ 9000 6000နဲ့စိုက်ဒူတာတွေတိုင်မြန်းရင်ခြေရင်းမှာစိုက်ပြိုးကစိုက်ပြိုးပြီးထွက်ရှိတဲ့ကိုုံးကုံတော့အုံကုံးလို့ခေါ်ရင်ထဝယ်တရံချောင်းမြုပ်နဲ့ပန်းတော်ရွာအပိုင်းမှာအစိုးပါအုံကုံးစိုက်ပြိုးထွက်ရှိရာရွာတရာရှိပြီးတော့၎င်းရွာရင်အမည်မှာကိုုံးအုံမော်ရွာလို့ဖြစ်တယ်။ဥဖိုလာကပေါတိုင်းရွာမှာမမန်းတာစုသူမင်းကလေးတအူးနဲ့မြစ်တာသဝင်ချစ်ခင်လျက်ရှိသည်ဖြစ်ရာ ညစဉ်လိုလိုပဲထဝဲထိန်တန်တခြင်းတပုတ်ကိုပလွေနဲ့မှုတ်လျက်ချစ်သူမမန်းတောင်စီကိုတွားရောက်လိမ့်ရှိတယ်။မမန်းတောင်ရဲ့မိဘများအားလည်းဖိုးလာနဲ့မမန်းတောင်တို့ကိုသဘောတူတာဖြစ်တာကြောင့်ချစ်သူနှူရဲ့ဘဝမှာပျော်ရွှင်စရာနေရန်များသာဖြစ်လေ။တခါတော့ဆောင်းရသည့်ကာလဖြစ်တာနဲ့အညီပေါတန်းရွာအရှိပြောင်းမှတငါသေးအချို့ဟာအေယာမငလင်ပန်းကြီးငါးကြီးတကောင်ကိုဖန်စီရရှိခဲ့ကြလေ။ထိုငါးကြီးကိုခုံစင်ပိုင်းဖြန့်ကာ ရွာရှိလူများ ဝင်းခခြင်း၊ချက်ပြုတ်ကြော်လွန်စားခြင်းပြုကြပြီးတဲ့နောက်ပိုချာနာတို့ကိုရက်ရှိခံမှုဥမပင် အချင်းသိထားခဲ့ကြတယ်။အိမ်နောက်မှာပဲနောက်တရက်တို့အကူညနေနေဝင်းတယုံချင်းကိုရောက်တဲ့အခါပေါတိုင်းရွာမှာလူတို့ဟာချောင်းထဲမှာဒီရေတိုးတံများနဲ့အတူတူစူစူညံညံအတံများကိုကြားကြလေရာလူတချို့ဟာချောင်းစီကိုတွားရောက်ကြည့်ရှုရမှာ၎င်းထန်းစည်းလောင်မိခဲ့တဲ့ငလင်ပန်းကြီးငါးထပ်ပိုကြီးမှတဲ့ငလင်ပန်းကြီးငါးကြီးတကောင်ကိုရေထဲကဝန်းကနေထွက်လာကာ ရေထဲကိုပြန်လဲငုံရှိုးပြောက်ွယ်သွားတော့မြေတွေးခဲရလေ။နာယူခွန်းခန်းကြတဲ့အခါချောင်းနီမလူများအောင်လင်းရွာကိုပြန်လာခဲကြလေ။ထိုနမိတ်ဖြစ်ပေါ်ပြီးတဲ့နောက်ရံမှာဆောက်လို့ပေါတိုင်းရွာမှာငလင်ပန်းသာစားတောင်းနေကြသူများဝမ်းပြန်ဝမ်းရှုံအော့အန်နေကာလာဝမ်းယောကကြည်ကျဲဖြစ်ပွားလာကငလင်ပန်းသာစားတုံးသူတယောက်မှမကြံအောင်ပဲတည်ဆုံသွားခဲကြတော့လေ။စားတော့ခြင်းမပြူရသူများလည်းထိုကာလဝမ်းရောကစိုးကြီးကိုချောင်းရွံ့ထိတ်လန့်ကော ။စောင်းရွာများကိုပြန်ရွှေ့ကုန်းကြတာကြောင့်ပေါတိုင်းရွာကြီးကရွာပြည့်ကြီးအဖြစ်ကိုကြံ့ရင်ခဲ့လင်အဲ့ဒီလိုကာလာဝမ်းဖြစ်ကတေဆုံသွားကြတဲ့သူတို့မှာမောင်ဖိုးလိုက်ချစ်သူမမန်းတော်နေတကွာမိဘဆွေမျိုးများလည်းပါဝင်ခဲ့ကြတော့လေမောင်ဖိုးလမှာဥယင်ကြီးရောင်ကွန်ခူးသွားရင်ညာအိမ်နေတာကြောင့်မသိရှိခဲ့ရပါဒါကြောင့်မင်းဥယင်ကြီးရောင်မှပြန်လာပြီးတဲ့နောက်ပလွေကလေးကိုကင်တာချစ်သူရောင်သွားမယ်ပြုမှာမိခင်ဖြစ်သူကမမန်းတော်ရောင်မှာလူများတေဆုံကုန်လို့ ရွာပြည့်ကြီးဖြစ်နေကြောင်းပြောတော်လင်းမောင်ဖိုးလားယုံကြည်မှုမရှိပင်၎င်းပြလာစင်ကပင်ထိုရွာကြီးမမီးများလင်းထိန်နေတာကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုကဇွတ်ထွက်လာခဲ့တော်တယ်အဲ့ဒီရွာအောင်ရောက်တော့ရီစာဖြစ်သူမမန်းတာမှမောင်ဖိုးလားရဲ့ပလွေတန်ကိုကြားရတာကြောင့်အင်ဒီရီမပြတ်မိထုံပြီးတော့တိုင်ဆောင်နေတယ်မောင်ဖိုးလာကတော့အခါတိုင်းလိုပဲချစ်သူမမန်းတာနဲ့တွေးဆောင်ကချစ်စကားချိုက်စကားများ ပြောဆိုခဲ့ကြတယ်။ဒါပေမဲ့အချိန်နှာကြီးကြာလာတဲ့အခါမမန်းတာမှတာရှိန်စွာ ရုပ်သွင်းပြင်ပြောင်းလဲနေခြင်းမှာမတက်နိုင်တော့ဘင်းကြက်တစီမျိုးတို့ရဲ့တဘာဝရုပ်သွင်းမျိုးလုံးပြူးခြင်းတစက်ခြင်းနဲ့မဖွဲမရာကြောက်စရာရုပ်သွင်းပြင်ကြီးပေါ်ပေါက်လာခဲ့တယ်။ထိုအခါကြောင်းမမင်းမောင်ဖိုးလာမှာမိခင်ပြောစကားမှန်နေပြီကိုသိရှိရကကောင်းလပန်းကြည့်ပြီးတိမ်မလောက်ကြောင်းရွံ့တာကြောင့်ပလွေကိုချမ်းမြင်ပေါင်းမအောက်ကိုပြေးချလိုက်ရဲ့ကောင်းဟန်ဆောင်ကအိမ်ပေါ်ကနေစည်းပြင်းလာခဲ့တော့တယ် မဖိုးလာရဲ့နောက်ကိုမမန်းတာလေတက်ချက်မကွာ ခေါင်းတလားကြီးထမ်းပြီးတော့အပြေးလိုက်ပါသည်ဖြစ်ရာမတက်သားရင်ဆုံးပါပဲမဖိုးလာလေလူတရဲကြောင့်မြင့်နေဖုံမသိမ့်ပင်တို့ရဲ့အကြောင်းပါပဲဝင်ရောက်ပုံးနေတော့ရင်မမန်းတာမှာကျတို့ရဲ့တဘာဝပင်ကိုရုပ်တွင်နေဖုံမသိမ့်တော်တွင်ကိုဝင်ရောက်ခြင်းမပြုနိုင်မင်းတောဆတ်မှာပဲမဖိုးလာကိုထွက်လာခဲ့ထွက်လာခဲ့အဲ့ဒီလူမျိုးလက်ရခေါ်နေရလေတယ်အဲ့ဒီလူနဲ့တန်ကြရင်ခေါင်း မမန်းတော်မှာတာရှိန်မဆောင်နိုင်တော့ပင်၎င်းထမ်းလာတဲ့ခေါင်းတလားကြီးကိုရွက်လျက်ပြန်လေထွက်ခွာသွားလိုက်တော့ရင်ကျမမမန်းတော်ထွက်ခွာသွားတော့မှမောင်ဘူလာကလေဖုံမသိမ့်တော်ကနေထွက်ကာအင်ကိုပြေးနေရောက်နေတယ်အင်ကိုရောက်တဲ့အခါအကြောင်းမပြေးသေးပင်အမေအမေအော်ကောင်ရင်နေပင်အိမ်ရောက်အထက်ကိုလိမ့်ချောင်းကတတိမီမျောသွားတော့ရင်မိခင်ကြီးမလေးတာဖြူသူကိုမန်းမုံနှိမ့်နေသေးချင်း ဖျားကုံတော်နဲ့မန္တန်များကိုရုတ်ဖက်ခြင်းနဲ့လက်တလောပြုစုကူတံကနောက်တနေ့မှာဘယောကဆင်ဟံကိုခေါ်၍ကူတခဲ့ရလေသည်ထိုအချိန်မှစလို့ထဝယ်မျိုးနေတော်မကတင်းသားဤတိုင်းလုံးနဲ့မော်လမြိုင်တတ်ထုံဘိတ်စတဲ့မျိုးနေများမှာဖုံမသိမ်ပင်များကိုကဲယောကံနဲ့တစီပိတ်တာတရေကျက်စတဲ့မကောင်းဆုံးဝရံများမှာကာကွယ်ဖို့လို့ငါများစွာစိုက်ပျိုးခဲ့ကြလေတော့နေအထူးအခါရဲ့ကြီးများမှလည်းလက်ကလောင်လက်ကလောင်ဆိုရင် တစီတရေများကြောင်းရင်စီဘူးအဟိကအိန္ဒိယများကိုဖုံးမသိအခက်လက်တို့နှင့်တပြန်ပြန်ရိုင်းတဲ့ကတော်တော်လေးရှိကြကြောင်းသိရသည်ဖုံးမသိအပြင်စူးပါနှင့်ခရရွက်စူးခတ်တို့ကိုစီးခတ်တို့ကိုလည်းစိုက်ပြုတ်ခဲ့ကြတယ်ကျမမမန်းတောင်ကမောင်ဖိုးလောင်ကိုထွက်လာခဲ့ထွက်လာခဲ့အဲ့ဒီလိုမျိုးလက်ရက်ခေါ်နေရတော့ရခုခါလက်ရက်ပင်ရွာလို့လကောင်းပလွေနဲ့အတူတူမောင်ဖိုးလောင်ရှောင်ပြေးခင်ရဖုံးမသိတောင်းနေရမှာ ပလွေဆောင်ရွာဖြစ်ပေါ်လာခဲ့တဲ့၎င်းယနေ့တန်ပြောဆိုနေကြဆဲဖြစ်နေတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်းတော်ဒီမှာပဲပြီးဆုံးသွားပါပြီစုံဒီနာဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်